မြန်ရီမြို့အတွင်း KK Park site တွေကအလုသမားလို့ယူဆရတဲ့တရားမဝင်နိုင်ငံသားတရားတဆက်ရှင်ကိုစနစ်တကျထိန်းသိမ်းထားပြီးလိုအပ်တဲ့အစီအစဉ်မှုတွေဆောင်ရွက်နေရလို့သိရပါဗျ။တမတော်ကဝင်ရောက်ရှင်လင်းခဲ့တဲ့ KK Park ရဲ့နောက်ဆက်တွဲအခြေအနေတွေနဲ့ပတ်သက်ပြီး BBC သတင်းဌာနရဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားရမှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကအထက်ပါအတိုင်းထည့်သွင်းဖြေကြားထားတာဖြစ်ပါဗျ။ ညရီမျိုးဘက်ကိုထွက်ခွာလာတဲ့အလုသမားတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကစနစ်တကျထိန်းသိမ်းခေါ်ဆောင်ထားပါတယ်။မနေ့ကအော်တိုဝါ22ရက်နေ့အထိညရီမျိုးအတွင်းမှာ KK Park site တွေကအလုသမားလို့ယူဆရတဲ့တရားမဝင်နိုင်ငံသားအမျိုးသား134ဦးအမျိုးသမီး၄ဦးစုစုပေါင်း138ဦးကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကစနစ်တကျထိန်းသိမ်းထားပြီးလိုအပ်တဲ့စီစဉ်မှုတွေဆောင်ရွက်နေပါတယ်။ပြီးသွားရင်တော့လုံထုံးလုံနီးနဲ့အညီသက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းနိုင်ရေးဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကပြောပါတယ်။ အော်တိုဝါ23ရက်နေ့ကလည်းမြရီမျိုးပဝင်းကျင်ကိုဆက်လက်ရှာဖွေပြီးတရားမဝင်ဝင်ရောက်လာတဲ့နိုင်ငံသားတွေကိုထိန်းသိမ်းမှုတွေဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ကအော်တိုဝါ23ရက်မနက်ပိုင်းကထိုင်းနိုင်ငံဘက်မှာတော့အမျိုးသား638ဦး၊အမျိုးသမီး59ဦး၊စုစုပေါင်း689ဦးရောက်ရှိလာတယ်လို့သတင်းတွေအရသိရပါတယ်။မြရီမျိုးအတွင်းမှာနိုင်ငံတော်ရဲ့ဂုဏ်သိက္ခာကိုထိပါစေတဲ့အွန်လိုင်းလေလံမှုအပအဝင်တရားမဝင်လောက်ကင်ဆောင်ရွက်နေတဲ့လုပ်ငန်းတွေမှာပါဝင်ခြင်းမရှိကြဖို့ အဲ့ဒီလုပ်ငန်းတွေအတွက်တရားမဝင်အဆောက်အဦတွေဆောက်လုပ်တာအဲ့ဒီအဆောက်အဦတွေကလုပ်ငန်းတွေမှာတွားရောက်လုပ်ကင်နာတွေအပြင်တနည်းနည်းနဲ့ပုံဝင်ပတ်သက်တာအားပေးကူညီတာစတာတွေမပြူကြဖို့ကိုလည်းဒေသနာရအမိတွေထုတ်ပြန်ပြီးတားမြစ်ဆောင်ရွက်နေပါတယ်လို့ပြောပါရစေ။ အော်တိုဝါ၂၂ရက်ကထပ်မံရရှိတဲ့သတင်းတွေအရလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ KK Park လုပ်ငန်းဆိုင်ဖြစ်တဲ့ K1 ကိုဝင်ရောက်တဲ့အခါမှာလုပ်ငန်းဆိုင်တွေဖြစ်တဲ့ KK 1 2 3 4 5 6တွေမှာရှိတဲ့အလုပ်သမားတွေဟာနီးစပ်ရာမဲထော်တလီကျေးရွာမြရီမြို့အနီးနဲ့ပတ်ဝန်းကျင်ကျေးရွာတွေအပြင်ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ကိုအသီးသီးထွက်ခွာသွားကြတာကိုသိရကြောင်းသတင်းထုတ်ပြန်ရေးအဖွဲ့ကပြောပါရယ်။